โอเคအားလုံးပဲမင်္ဂလာပါဘုန်းနော်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒါမျိုးမီဒီပြုပြင်နေကျွန်တော်ဗီဒီယိုလေးကျွန်တော်တင်ပြပါမယ်ဖြစ်တယ်ဘုန်းနော်ဒါမျိုးမီဒီပြုပြင်နေလေးပါโอเคဒီမီဒီလည်းနေမယ်ကျွန်တော်ခလုတ်နေချိန်ကကျွန်တော်မလင်းဘူးဘုန်းနော်မီဒီလေးကဒါမလင်းတဲ့ဖြစ်ချက်ဖြစ်နေဘုန်းနော်မလင်းတဲ့ခြေချက်ရှိနေပါတယ်အဲ့ကြောင့်ကျွန်တော်ခွာလိုက်မယ်ခွာမယ်ဆိုရင်ဒီမီဒီဖုန်းဒါမျိုးအတွင်းထဲကိုကျွန်တော်တန်ချောင်းလေးနဲ့ထိုးပြီးတော့ခွာဖို့တော့ပါလို့လဲဆိုတော့ဒီသူ့ရဲ့အပြစ်နေရာလေးမှာကော်ဒီကတ်ထားနိုင်တဲ့အတွက်ကြောင့်ဘုန်းနော်ကော်ဒီကတ်ထားနိုင်တဲ့အတွက်ကြောင့်မှဒီမီဒီလေးကတော့ ကောမကတ်ထားဘူးနော်ချိုးမီးတွေကိုကောတွေကတ်ထားနိုင်ပါတယ်โอเคဒီမှာတော့ဒါကတော့ဒါကောတွေပေါ့တော့ဒီသူကတက်ခဲကိုသူမီးတွေတက်ခဲကိုသူငင်းအောင်ဆိုပြီးတော့ကောတွေနဲ့ကတ်ပေးတာပေါ့နော်ကောတွေနဲ့ကတ်ပြရမယ်ဒါကလေးပြောရင်ဒါမျိုးကောတွေနဲ့မကတ်ောက်ဘူးနော်ဒါမျိုးကောတွေနဲ့ကတ်ရစင်ဒီတက်ခဲကကောတွေပြန်ပြုတ်ပြီးလှုပ်တယ်ဆိုရင်ဒါမျိုးအခုလိုဝါရဒီတက်ခဲကဝါအဲ့ဒီပြုတ်ကုန်မှဖြစ်တယ်ပေါ့နော်ခုကျွန်တော်အတွင်းနဲ့ကြည့်ရတဲ့လောက်တော့ ဒီကျွန်တော်ဒီမိသီးရပေါ့နော်ဒီတခဲရဲ့အနှုတ်ဘက်ကအနှုတ်ဘက်ချက်အမေရောင်ဝိုင်းပြုတ်နေပေါ့နော်အမေရောင်ဝိုင်းပြုတ်နေပါမဲအောင်အပြုတ်နေပါတော့ပြုတ်နေကြတော့ကျွန်တော်အရင်ဆုံးဒီကောင်လေးကဘဲငုတ်ကနေကျွန်တော်လိုက်စမ်းကြည့်လိုက်မယ်။ Okay ကျွန်တော်ဒီညမှာဆမ်းမယ်ဆိုရင်ကျွန်တော်မိသီးရဲ့ glow ကိုဖွင့်ထားမယ်ပေါ့နော်။မိသီးရဲ့ glow ကိုဖွင့်ပြီးတော့မှကျွန်တော်ငုတ်ကလေးတို့လိုက်တိုးကြည့်ပေါ့နော်။ Okay ဒီငုတ်ကလေးကိုတို့ကြည့်လိုက်တော့ကျွန်တော်မီလက်လင်းလိုက်ပေါ့နော်ဒါဆိုရင်ဒီငုတ်ကပြုတ်တာပေါ့နော်အဲ့တော့အဲ့ငုတ်ကလေးကျွန်တော်ခဲဆုံးပါပြီဖြစ်တယ်ပေါ့နော်အခုဒီချောင်းကျွန်တော်ပြည့်တဲ့လေးကိုကျွန်တော်ပြန်ပါပြီဖြစ်တယ်ပေါ့နော် Okay ကလုတ်ကိုဖွင့်တာပေါ့နော်ကလုတ်ကိုဖွင့်တာပါကလုတ်ကိုဖွင့်ပြီးတော့အခုဒီငုတ်ကလေးကိုတို့လိုက်မှာပေါ့နော်ဒီငုတ်ကလေးတို့လိုက်မီလက်လင်းလာမှာပေါ့နော် ီမီရက်လင်းလာပါမယ်ဟိုကလူတို့လိုက်အခုလူလေးလာမလို့လင်းလာတယ်အဲကျွန်တော်အစားတော့ပြရတယ်တိုးလိုက်တဲ့ဂုတ်ကလေးကခဲပြုတ်သွားပါဘုံတော့အဲ့ဂုတ်ကလေးကိုကျွန်တော်တို့တက်ခဲအလုပ်ပါရတယ်နဲ့ခဲဆော်ပေးလိုက်မယ်ဘုံတော့ခွေဒီဘက်ဂုတ်ကလေးပြုတ်တော့ဆိုဒီဂုတ်တွေလည်းဆရာရဲ့ဘုံတော့ဒီဂုတ်ကလေးနဲ့ဒီဘက်ဂုတ်တွေကတက်ဆက်တဲ့ဘုံတော့ဘာလို့လဲဆိုရင်ဒီမဲ့သူ့မဲ့အောက်မှာအစင်းရောင်တွေပိုက်ပါဘုံတော့အေးဆင်းရောင်တွေကတော့ဆက်ပြီးသားဘုံတော့အဲ့ဒါကိုစာကိဘယ်လန်လို့ခေါ်ပါတယ်အစင်းရောင်တွေပါတယ်ဘုံတော့ ေးကျွန်တော်တခဲနဲ့ကျွန်တော်ခဲစောကြည့်လိုက်တော့မယ်ပေါ့နော်ကျွန်တော်ဟိုဘက်ဆန်တော့ဟိုဘက်ငုတ်ကကျွန်တော် သူ့ရဲ့မူရင်းငုတ်ကကျွန်တော် why နဲ့ကျန်တယ်ကျွန်တော်ခဲစောမကောင်းတယ်ဒီဘက်ကလွတ်တဲ့ငုတ်မှလာစောလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုသူ့နဲ့တဆက်တဲ့ပေါ့နော်ဒီအစင်းအောင်လေးနေရတာဆက်ထားတာပေါ့နော်ဟိုမှာအစင်းအောင်လေးပါတာလေးကဆက်ပြီးထားတာပါခေတ္တလိုဒီချာလေးစောပြီးလိုက်မယ်ပေါ့နော် ျွန်တော်တို့ဓာတ်မှုမိသီးတွေပေါ့နော်အဲ့လိုတခဲဓာတ်မှုမိသီးတွေမှာပါတယ်တခဲကော်ရီနဲ့မကန်နေပေါ့နော်ကော်ရီနဲ့ကက်တယ်ဆိုရင်ကြာတော့ပြန်ပြုတ်သွားနေတယ်ပေါ့နော်ခင်မိသီးတွေကောင်းသွားပါပြီအခုကလည်းအဲ့လိုကျွန်တော်တခဲလေးဒီပြုတ်ပြီးတော့ wire ဒီပြုတ်ကုန်လာပြီဖြစ်တယ်ပေါ့နော်ကြာတော့တခဲလေးခလောက်တာများယူ wire လေးပြုတ်ကုန်လာပါတခဲကိုကတ်ထားတဲ့ကော်ကပြုတ်ပြီးတော့အဲတခဲလေးခလောက်ပြီးတော့ wire ဒီပြုတ်ကုန်လာပေါ့နော်ဓာတ်မှုကော်လေးနဲ့မကန်နေပေါ့နော်ဒီမှာကော်လေးမကန်ဖိနေကျွန်တော်ဒီတခဲကိုကျွန်တော်ဘလို့ ညင်အောင်ချုပ်ကမ်းလဲဆိုနီးလေးရှိပါတယ်ဒီလိုဒီလိုပြန်ဒါမျိုးပလတ်စတစ်အိတ်ကလေးပေါ့နော်ဒါမျိုးပလတ်စတစ်အိတ်ကလေးလုံးလိုက်ပါဒါမျိုးပလတ်စတစ်အိတ်ကလေးလုံးလိုက်ပေါ့နော်ဒီတိုင်းမျိုးဗလတ်စတစ်လို့လုံးလိုက်ပဲလုံးပြီးတော့ဒီအပူကနေပြီးတော့ဒီမီးသီးနဲ့ကက်လိုက်မှတော့ဒါဆိုရင်ကျွန်တော်တို့တကယ်မှခလောက်တော့ဘူးပေါ့နော်ဗလတ်စတစ်နဲ့ကျွန်တော်တို့ကအဲဒီဗလတ်စတစ်နဲ့ကျွန်တော်တို့ချုပ်ထားတာဖြစ်တဲ့တော့ကျွန်တော်တို့ ကျွန်တော်တကယ်မကလောက်တော့ပါဘူးမကလောက်ရင်မကလောက်ရင်ကျွန်တော်တကယ်ဝါရီမပြုတ်တော့ဘူးနော်။ညသွားပြီမိသီးမိမလေးနဲ့ပြစ်ချက်ကဒါမျိုးဝါရီပြုတ်တဲ့ပြစ်ချက်ပဲဘောနော်။ဒါမျိုးတကယ်လိုက်ရင်ဝါရီတော်တော်များများပြုတ်တယ်ဘောနော်။ခုကလောက်ကလောက်ကြည့်လိုက်ပါမကလောက်တော့ပါဘူး။ကျွန်တော်တို့ဒီညမှာတကယ်လည်းနေနဲ့ခလောက်နေတယ်ဆိုရင်ကျွန်တော်ဒီ balance တဲ့အကလူနဲ့ပူကြီးကြီးလေးလုံးလိုက်ဘောနော်ဒါဆိုရင်တကယ်လည်းမကလောက်တော့ပါဘူး။โอเคကျွန်တော်မိသီးဒီကျွန်တော်မိပြားလေးပါကျွန်တော်နှက်နှလုံးပါရေပေါ့နော်အဲ့ဒီစကူလေးနှလုံးကျွန်တော်ပြန်တက်လိုက်မယ်ပေါ့နော် ်စကူလေးလုံးကိုကျွန်တော်ပြန်တက်လိုက်မယ်ကိုတော့တေချာလေးတက်ပြီပေါ့နော်ဝေးတေချာလေးတက်ပြီကျွန်တော်ဒါမျိုးဝါဝူလေးနဲ့ကျွန်တော်ချက်လိုက်မယ်ပေါ့နော်တိုင်းမကျက်နဲ့ပေါ့နော်ဒီသူကနက်ကပြောကော်ရီထဲမှာစိုက်တာဖြစ်တဲ့အတွက်အသင်းတက်လောက်ပဲချက်ပေါ့နော်ချက်ရုံလေးဆိုတဲ့အတိုင်းပဲချက်ပေါ့နော်တိုင်းပိတ်မချက်ပြပါနဲ့ကော်ရီနဲ့အခု line နဲ့ပြုတ်ကုန်နိုင်တယ်ပေါ့နော် ကဲကျွန်တော်လက်ကလေးကြီးကျွန်တော်ပြက်ကျက်ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီဖုန်းလေးကိုအတွင်းထဲဒီအမိုက်ဒီပါနေဆိုကျွန်တော်တခြားလေးလုံလိုက်တယ်ပေါ့နော်တုပ်လိုက်တယ်ပေါ့နော်တုပ်ပြီးတိုင်းကျွန်တော်ဒီဘွားဖုန်းလေးကိုကျွန်တော်တာကျတော့တိုက်တယ်ကျွန်တော်ရှင်းပြလိုက်မယ်ဟုတ်ကဲ့ဒီမီဒီလာ90ဝတ်လို့ပြောတယ်ပေါ့နော်တခြားလေးကျွန်တော်ရှင်းပြလိုက်မယ် ချေးမိပြန်ကျွန်တော်ဒါမျိုးအသွင်ပေါက်လေးအသွင်နဲ့ပေါက်လေးလိုက်ထိုးကြည့်ပေါ့နော်ဒါမျိုးကျွန်တော်ဓာမီးသွင်းတဲ့ဟာလေးနဲ့ထိုးလိုက်တယ်ဆိုရင်ဒီမှာမီးစင်းလေးလင်းနေရပါမယ်ဒီမှာမီးစင်းလေးလင်းနေရမယ်မီးစင်းလေးလင်းနေဆိုရင်ဒါမျိုးဒီအသွင်နဲ့ခြာချင်လိုက်ကောင်းတယ်ပေါ့နော်အကေဒီနေရာမှာမီးစင်းပဲလင်းဦးဆိုရင်တော့တွင်နေကျွန်တော်အစမ်းတော့တက်တက်ဝါးရပဲပြန်ပြုတ်သွားတာပဲဖြစ်ဖြစ်တကယ်မှကောင်းတာပဲဖြစ်ဖြစ်ဖြစ်နိုင်တယ်ပေါ့နော်အကေတိတက်ပူပြီးတည်ချင်လိုက်ဆိုရင်ကျွန်တော်တို့မီးဒီကိုအမီးဒီကိုကျွန်တော်အအသွင်ကြည့်လိုက်ပေါ့နော် ဒီကောင်လေးကကောင်းတိုင်းပေါ့နော်ကျွန်တော်တို့မိဒီအားသိနေတယ်ပဲကျွန်တော်တို့ဒီနေ့မှာမိဒီအားမသိမဲ့လည်းကျွန်တော်ဒီတိုင်းလေးပဲဒီနည်းလေးနဲ့ကျွန်တော်ဆန်းလိုက်တယ်ပေါ့နော်โอเคကျွန်တော်တိတ်နေတယ်ကက်လို့ရပြီဒီဖုန်းလေးညင်အောင်လို့ပေါ့နော်တိတ်နေလည်းကက်လို့ရကျွန်တော်တို့ဒီလိုကကော်ကန်ရှိရတယ်ကျွန်တော်ဒီကော်ကန်လေးပဲကျွန်တော်ကက်လိုက်တယ်โอเคပေါ့နော်ကျွန်တော်ဒီဖုန်းလေးညင်အောင်လို့ဆိုကျွန်တော်ကက်လိုက်တာပေါ့နော်ကော်ကန်လေးကက်မယ်ဆိုတော့နည်းနည်းပြန်ပြန်ခွာတော့ကက်တယ်ပေါ့နော်တိတ်နေကက်ထားတာအဲ့လောက်ဝမ်ဖြူပေါ့နော် တိတ်နဲ့ကတ်တာတိတ်ကလေးခွာပြီးပြန်ခွာလို့လွယ်ပါတယ်ကိုကန်နဲ့ကတ်တာတိတ်ပြီးခွာလို့မလွယ်ဘူးတော့ကိုဒီကတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်စတော့လို့ကျွန်တော်တန်ချိုလေးပိုင်းနဲ့ထိုးရမယ်ပေါ့နော်ဒီမီလီပွင့်ရတဲ့မီကတော့ကောင်းပါတယ်ဟိုဒီတာမျိုးနဲ့ကိုနဲ့ကင်မယ်ဆိုရင်ကျွန်တော်ဒါမျိုးတန်ချောင်းလေးနဲ့ခွာရမယ်ပေါ့နော်တိတ်နဲ့ကတ်တဲ့ဆိုတော့တိတ်ပဲခွာလိုက်မယ်ပေါ့နော်โอเคဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကို အဲအတူပဲကျေစုတင်နေပေါ့နော်ကျွန်တော် channel ကလင်းစနေပတ်သက်တဲ့ပူတူတက်ရှိတဲ့ဒါမျိုးဗီဒီယိုတွေတင်လာပြတဲ့အတွက်ကျွန်တော် channel ကို like subscribe ပေးခဲ့လို့ရပါတယ်ဒီမဲ့မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကျွန်တော်ဗီဒီယိုလေးကျွန်တော်ဒီပါမယ်အဆုံးသက်တော့မယ်ပေါ့နော်